တောင်ကြီးမြို့၌2025ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲပြည့်စုံလျက်ရှိတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရှိ အတုလမာရဇိန်စုတောင်းပြည့်ဖရာမြို့လေဓမ္မယုံနှင့်သာသနာလင်္ကာယကံမောဇသာသနာဗိမာန်တို့တွင် အစိုးရဓမ္မစရိယနှင့်ပါဠိပထမပြန်စာမေးပွဲပြည့်စုံလျက်ရှိကြောင်းသိရှိရပါတယ်။ ဇာမေဝဲပြည်ဆိုရာတွင်အစိုးရဓမ္မစရိယနှင့်ပထမကြည်တန်းပထမလက်တန်းတို့ကိုမြို့လေဓမ္မယုံ၌၎င်းပထမငယ်တန်းနှင့်အခြေပြုမူလာတန်းကိုသာသနာလင်္ကာယကံမောဇသာသနာဗိမ္မာန်တွင်၎င်းဖြည့်စုလျက်ရှိပြီးပထမကြည်တန်းစရင်ရှိ69ပါးဖြည့်စု59ပါးပထမလက်တန်းစရင်ရှိ144ပါးဖြည့်စု139ပါးပထမငယ်တန်းစရင်ရှိ413ပါး ြည်စု316ပါ အခြေပြုမူလာတန်စရင်ရှိ689ပါပြည်စု489ပါ စုစုပေါင်းစာပြေတန်က993ပါဆက်လက်ပြည်စုလျက်ရှိပါတယ်အစုပါစာပြေဌာနများသို့ရှမ်းပြည်နယ်စုရအဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်နှင့်တာဝန်ရှိသူများကဂျွန်လ9ရက်မွန်လွဲပိုင်းကစာပြေဌာနများသို့ရောက်ရှိပြီးစာမေးပွဲကြီးကြပ်ရေးအဖွဲ့ဆရာတော်တန်ခါတော်များဦးမျော်ကြည်ညိုက စာပြေဌာနအတွေ့နဝကာမအလူမွေများဆက်ကပ်လူတန်း၍စာမေဝဲပြေဆိုနေကြသည့်တန်ဃာတော်နှင့်သီလရှင်များဖူးမြော်ကြည်ညိုခဲ့ကြပါသည်။ပါဠိပထမပြန်စာမေဝဲကိုဇွန်လ၄ရက်နေ့မှဇွန်လ၁၀ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးပြည်내သာသနာရေးဦးစီးဌာနမှညွန်ကြားရေးမှူးသိမ့်တေးနှင့်တာဝန်ရှိသူများမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များရက်ွက်အုပ်ချုပ်ရေးမှူးများနှင့်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက လူအပ်သည်များကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်ခမညာ